နလင်းဘိုချားနဲ့အနီးဆုံးကြောက်တာရွာ၌အင်ဂျီ195လုံးပြိုကျဖြစ်စီမင်္ဂလာပါအော်ဒီယိုဝိုင်းစုံတိုင်းမှကြိုဆိုပါရစေ။ယခုခါမှာတော့အလဲဘေးမီဒီယာဂရုကနေတင်ဆက်ထားတဲ့အင်အားပြင်းထန်ကလင်းဘိုချားနဲ့အနီးဆုံးတွင်တရှိသည့်ကြောက်တာရွာ၌အင်ဂျီ195လုံးပြိုကျဖြစ်စီခဲ့ပြီးတောက်တောင်းရေခက်ခဲမှအစအကူအညီများစွာလိုအပ်နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ အင်အားပြင်းထန်ကလေးဗဟုပြုရာသကိုင်းမြို့နယ်ရေကားကျေးရွာတွင် ထိခိုက်ပျက်စီးမှုကြီးမားစွာဖြစ်ပေါ်မှုရှိတော်လဲရေကားရွာနှင့်ကလျက်တီရှိသည့်ကြောက်တာရွာ၌အင်ဂျီ195လုံးပြိုကျပျက်စီးခဲ့ပြီးတောက်တုံးရေခက်ခဲမှအစအကူအညီများစွာလိုအပ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။သကိုင်းမြို့နယ်ရေကားကျေးရွာမှာငလင်တန်ကြောင့်ဘုံကြီးကျောင်း၃နှက်ဆောင်တစ်လုံးနဲ့လူနေအိမ်၃လုံးထိခိုက်ပျက်စီးမှုရှိကြောင်းသိရှိရပါတယ်။ ငလင်ကျော်ကရွာဝင်ဆိုင်ဖို့အရှိတ်ဘက်ကနေဖြတ်သွားတာအဲ့နေရာမှာတော့မြေကျော်ကြီးကတုံးပေလောက်နိုင်သွားတာငလင်ကျော်ကရွာပြင်ဘက်ဖြစ်လို့ရွာထဲမှာထိခိုက်ပျက်စီးမှုတိတ်မဖြစ်ခဲ့ဘူးလောက်တာကတော့အတော်ကျန်းပါတယ်ခြေကားရွာကန်တူကပြောကြားခဲ့ခြင်းဖြစ်ပါတယ်ခြေကားရွာဆိုဒီမှာစပီရူလိုင်းနာစိမ့်ပြရဲ့ကြီးထွက်ရှိရာခြေကားအင်းတည်ရှိသည့်ရွာဖြစ်ပြီးငလင်တန်ကြောင့်ခြေကားအင်းတွင် ရေအနက်22ပေရှိရာမှ2ပေခန့်ရော့သွားခဲ့ပြီးလက်ရှိတွင်အနက်ပေ20နှင့်အင်းကျယ်ဝန်းမှ134ဧကရှိကြောင်းတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်ငလင်းလောက်ပြီးတော့အင်းရေကတပေခွဲလောက်ရော့သွားတာနောက်ဆက်တွဲငလင်းလေးတွေထပ်လုတော့ပေဝဲလောက်ထက်ကြသွားတယ်အခုရေအနက်ကပေ20ပဲကျန်တော့တာအရင်ကခုမြင်နေရတဲ့ဆက်လက်လေးတွေကရေပေါ်မှာရေကျသွားတော့ ကောင်းမွန်တင်းကြံနေကြတာအစိုးပါတင်းတာဝန်ရှိသူကပြောကြားခြင်းဖြစ်ပါတယ်ရင်းတို့ငလင်ဘိုပြူရာနီတည်ရှိသည့်ကြောက်တာကျွေးရနိုင်မှုအန်ဂျီတရတလုံးအလုံးစုံပြိုကျပျက်စီးခဲ့ပြီး85ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့သည့်နေရင်တိုက်တာအဆောက်အအုံမှာ84လုံးရှိသည်ဟုကြောက်တာကျွေးရရှိပြိုစင်မြတ်တာလူမှုကွန်ရက်ရဲ့အသင်းမှကောက်ယူထားသည့်အချက်အလက်များအရသိရှိရပါသည်ကြောက်တာနဲ့ရေကားဆိုတာက ရွာနေရွာဆိုပေမဲ့တဆက်ထဲဖြစ်နေတော့ကြောက်တာရေကားဆိုပြီးတွဲခေါ်ကြတာပါအခုငလေးမှာတော့ကြောက်တာထိခိုက်ပျက်စီးမှုပိုများပါတယ်တန်ရွေစီးတွေလားလူတာမျိုးတော့ရှိပါတယ်ကြောက်တာရွာကအရင်ကလေးကတောင်းရီတောင်းရီခက်ခဲရှားပါးတဲ့ရွာပါ နေရာတိုင်းမှာအဝေးစီတွင်တူးလို့မရဘူးရွာရဲ့တချို့နေရာလောက်ပဲရေရတာအခုငလေးအပီးမှာတောင်းရီရောတောင်းရီရောခက်ခဲနေကြရတယ် ရေတန့်လားလို့ပေးနေလို့တောက်ရည်ပြက်လက်သွားရမျိုးမဟုတ်ပေမဲ့ခက်ခဲပါတယ်။တောင်းရည်နဲ့နွားရည်အတွက်ရေရတော့တော်တော်လေးအဆင်မပြေကြဘူး။တောက်တာကျေးရွာမှာဒေသခံတို့ကပြောကြားခြင်းဖြစ်ပါတယ်။ငလင်ချောင်းအိမ်တွေတော့ပြောတယ်။တေဆုံးတာတော့တယောက်မှမရှိဘူး။တရွာလုံးမှာထိခိုက်တံရရသူကတယောက်ပဲရှိခဲ့တာ။သူကနှစ်တက်ခွဲတိုက်ပြူရမှာပြိမိပြီးတရောင်းတစ်ဖက်စလုံးပြတ်သွားရတယ်။တောက်တာကျေးရွာဆိုတဲ့မှာငလင်တံချောင်း ထမ်းမဲနှပင်နှစ်ချမ်းခွဲသွားသည့်ကိုမြင်တွေ့ရသည့်ရွာဖြစ်ပြီးအန်ဂျီ933ရဲ့ရှိသည့်အနက်185လုံးပျို့ချပြည့်စည်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆုံးထိယေရှုနာဆင်ပေးကြသူအလုံးကိုကျေးဇူးထူးတင်ပါတယ်။အလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရာတွင်ဝေးကွာကြပါစေဗျာ။